ဒီနေ့တော့ Pali in Chinese Buddhist Study Seminar တရားဖို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ဖူကွမ်ရှန်တရားပုံကြောင်းရောက်ရှိနေတာဖြစ်ပါတယ်။ဒီတရားပုံကြောင်းဟာဆိုရင် ထိုင်ဝမ်တရားစတိုင်အစအုံးမြင့်နဲ့အတူအတွင်းပိုင်းမှာထိုင်းရင်ကျင်းမှုကိုပုံဆက်ထားတဲ့ပုံစံဖြစ်ပါတယ်။အဓိကကတော့ဒီမားတဲ့ကွင်ရုပ်ပွားတော်ကြီးပဲဖြစ်ပါတယ်။ ဖះเจ้าတွင်ပတ်မှာတန်ရှင်းပြီးတည်ငိမ့်နဲ့ပတ်ဝန်းကျင်ရှုခြင်းအမှားတွေနဲ့အတူဘုရားဖះပုံစံညာတန်းစီပြီးတည်ထားကိုယ်ွယ်ထားပါတယ်ဒီနေရာကိုထိုင်ဝမ်ခရိုင်မှာရှိတဲ့မူလဖူကွန်ရှင်เจ้าရဲ့ပုံစံအတိုင်းတည်ဆောက်ထားတာဖြစ်ပါတယ်ဒီပုံเจ้าကိုမနေ့9ရက်နေ့ညနေ3နာရီအထိဝင်ကြီးအခမဲ့ခင်ဝင်ရောက်လည်လာနိုင်ပါတယ်ဖူကွန်ရှင်ကို မစ္စတာရှင်းရန်က1969ခုနှစ်မှာထိုင်ဝမ်နိုင်ငံမှာတည်ထောင်ခဲ့ပါတယ်။တည်ထောင်ရခြင်းရည်ရွယ်ချက်ကတော့ဘုရားတရားတော်ကိုလူမှုဘဝထဲမှာလက်တွေ့ကျင့်သုံးနိုင်စေဖို့ဖြစ်ပါတယ်။ဘုရားဘာသာနဲ့နိစဉ်ဘဝကိုလက်တွေ့ပေါင်းဆက်သုံးသပ်ဖော်ပြတဲ့အယူအဆပဲဖြစ်ပါတယ်။ဖူကွမ်းရှန်ဆိုတာတရုတ်ဘာသာနဲ့တရားတော်ဤအလင်းနှံတောင်းလို့အဓိပ္ပာယ်ရပါတယ်။ အဲ့ဒီနာမည်အတိုင်းဘုရားတရားရဲ့အလင်းတော်ကိုကဘာအနှံ့ကိုပြန်ပွားအောင်လှူဆောင်နိုင်ဖို့ရည်ရွယ်ပါတယ်။အဓိကဘုရားကျောင်းဆောင်ကတော့ထိုင်ဝမ်နိုင်ငံမှာတည်ရှိပြီးတောင်အာရှမှာအကြီးဆုံးမဟိုင်းမှဘုရားကျောင်းတော်တစ်ခုဖြစ်ပါတယ်။ဖူကွမ်ရှန်ရဲ့သဘောတရားအခြေခံကတော့ဘုရားတရားကိုလူဘဝအတွက်အသုံးဝင်အောင်လိမ့်လာသုံးသပ်လက်တွေ့ကျအောင်လှူဆောင်ခြင်းပဲဖြစ်ပါတယ်။ဘုရားဓမ္မကိုကျောင်းတော်မှာတာမကား ပိသားစုကညာရင်လူမှုရေးအတွက်ပါတော့နိုင်အောင်တင် जा ပေးပါရယ်ခုကွမ်းရှင်းကျောင်းတော်မှာဆိုရင်ဓမ္မစကူးတွေဗုဒ္ဓယူနီဗာစီတီတွေကိုပညာရေးလှုပ်ရှားမှုတွေအနေနဲ့လှောက်ဆောင်ပေးပါရယ်လူမှုဝန်ဆောင်မှုတွေဖြစ်တဲ့စံက training တွေနဲ့ရင်ချင်းနဲ့အနုပညာတွေဖြစ်တဲ့ဘုရားအနုပညာဘုရားပွဲတော်တွေပကြီးအနုပညာပြပွဲတွေကိုလည်းလှောက်ဆောင်ပေးနေပါရယ်ခုကွမ်းရှင်းဟာထိုင်းဝမ်နိုင်ငံအပြင် ထိုင်းနိုင်ငံအမေရိကန်နိုင်ငံအင်္ဂလန်နိုင်ငံဂျပန်ဩစတေးလျစတဲ့နိုင်ငံပေါင်း20ကျော်မှရုံးခွေကျောင်းနေဖွင့်ထားပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ဖိုကွမ်ရှင်ကျောင်းတော်ဟာဆိုရင် မဟာယနဘုရားဘာသာနဲ့ထိုင်းရင်ကျေးမှုတွေကိုပေါင်းစပ်ထားတဲ့ကျောင်းတော်တစ်ခုပဲဖြစ်ပါတယ်။